ွေးကောက်ပွဲရဲ့အလားအလာကိုဆွေးနွေးတတ်မှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ BBC VOA သတင်းဌာနတွေမှာနှစ်ပေါင်းများစွာလုပ်ကင်ခဲ့တဲ့ဝါရင်ရေဒီယိုသတင်းသားဆရာကြီးဦးချော်သန်းသာကဝင်ရောက်ဆွေးနွေးပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့အောင်စောပါဆရာဦးချော်သန်းသာမင်္ဂလာပါကျွန်တော်တို့ AOR ကနေထပ်ပြီးကြိုဆိုပါတယ်အခုလို့ထပ်ပြီးတော့ကျွန်တော်တို့ editorial talk မှာဆွေးနွေးပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်ဆရာ ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဆွေးနွေးကြတဲ့ကတော့မြန်မာနိုင်ငံမှာကျင်းပတော့မယ့်ရွေးကောက်ပွဲအကြောင်းဖြစ်ပါတယ်ဒီဇင်ဘာအကောင်မှာစတင်ကျင်းပမယ်ဆေးရနာသိမ်းပြီး9နှစ်အတွင်းမှာပထမဆုံးကျင်းပတဲ့ခြေတုပ်လက်တုပ်လုပ်ပြီးတော့ကျင်းပရွေးကောက်ပွဲလို့ပြောလို့ရပါတယ်2020 2015ကအစိုးရခေါင်းဆောင်တွေတိုက်ခန်းနေအတော်များများက ထောင်ထဲမှာရောက်ရှိနေတဲ့အချိန်အကျဉ်းကျနေတဲ့အချိန်တချို့ကလည်းထွက်ပြေးနေတဲ့အချိန် တချို့ကလည်းအစိုးရအဖွဲ့ဖွဲ့ပြီးတော့လက်ရှိစစ်ကော်မရှင်ကိုဖြုတ်ချဖို့စ조사နေတဲ့အချိန်ပေါ့နော်အဲ့လိုအချိန်မှာဒီရွေးကောက်ပွဲကိုကျင်းပမယ်ဆိုတော့မြန်မာပြည်ထဲမှာကြပြန်တော့လေဥပဒေတွေတင်းကျပ်တဲ့ဥပဒေတွေနဲ့ဟလာဟလာဒီရွေးကောက်ပွဲကိုတင်းကျပ်မှုအများဆုံးရှိတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့တော့ပြောကြတယ်ထို့အတူပဲ entertainment ကလူတွေကိုလည်းဟလာအတင်းဒီရွေးကောက်ပွဲကိုထောက်ခံဖို့မဲယုံကိုသွားကြသော ဆိုတဲ့စကားလိုပဲဆရာရဲ့အဲ့ဒါမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့တချို့ကလည်းပြောကြတာဒါအဖြေထွက်ပြီးသားရွက်ကောဘွဲလို့ပြောကြတာရှိပါတယ်ဆိုတော့ဒီချိန်မှာဆရာရဲ့အမြင်ကိုလည်းကျွန်တော်တို့ကမြင်ကျင်တယ်အဲ့တော့ရွက်ကောဘွဲဆိုတော့ပြည်သူကစိတ်ဝင်စားဘူးဒါပေမဲ့ရွက်ကောဘွဲဝင်မဲ့ပါတီတွေကရွက်ကောဘွဲကိုစိတ်ဝင်စားတာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီရွက်ကောဘွဲကြောင့်မပြောခင်မှာလောလောဆယ်လူတွေစိတ်ဝင်စားနေတာကြားဖြန့် အခုမြောက်ရီမဲဆောင်မှာဖြစ်နေတဲ့ကြားပြနှိမ်နင်းရေး US ကလုပ်မယ်ဆိုတဲ့ strike force ကိစ္စဒါတွေကိုလူတွေကစိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့အပြင်ဒါပြင် ကြားပြန့်စစ်ဖို့ရုပ်တွေနဲ့ကြားပြန့်ရွေးကောက်ပွဲဆိုပြီးတော့ social media မှာတက်ပြီးတော့ရေးနေတာကျွန်တော်တွေ့ရပါတယ်ဒါလေးနဲ့ကျွန်တော်စကြအောင်ဦးကျော်သားသားဟုတ်ကဲ့အဲကြားပြန့်ကိစ္စကြားပြန့်ကိစ္စကိုလူတွေကမြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲအထိ အာရရှင်စနစ်ကိုဒါထုတ်ချမဲ့ချီတောင်မှမျောလင်းချက်တွေထားနေရတော်လေးတွေးရပါတယ်အထူးသဖြင့်အမေရိကန်ကဒါ strike force လုပ်မယ်ဆိုတော့သူတို့အင်အားနဲ့ဝင်လုပ်မယ်ဆိုတဲ့သဘောမျိုးမျောလင်းနေရဟန်တူတယ် Trump ကလည်းတော်အကူကြားတဲ့လူတွေတော်များတာဟုတ်တကယ်တော့အဲ့လိုလုံးဝမဟုတ်ပါဘူးသူကတရုတ်နဲ့ညှိပြီးတော့လုပ်တဲ့ကိစ္စပါအဲ့ဒါတော့ အမေရိကန်ဘက်ကလည်းနစ်နာနေတယ်တေယူကလည်းနစ်နာတယ်တေယူကရုံးစားခဲ့တာပဲ30 29နှစ်ဆစ်စင်လို့တော့သူကနည်းနည်းမျက်စိမိတ်ပြီးတော့မျက်ရည်ပြတ်နေခဲ့တယ်လို့ဆိုတာပေါ်လွင်ထင်ရှားတာပဲနောက်ပိုက်မှဒီဆရာနာရှင်စစ်ကောင်စီလုံအောင်ပြုတ်မယ်ဆိုတော့မှမဖြစ်ဘူးဆိုပြီးသူကဟန်တာလိုက်တာဖြစ်တယ်ဆိုတော့အခုတော့အမေရိကန်ကလည်းပဲဘယ်တိုင်းသာထိလုံမလဲအဲ့ဟာကိုသူတို့ပြည်သူတွေနစ်နာတယ်လုံမယ်တရုတ်နဲ့ပုံပြီးလုံမယ်ဆိုရယ်ဆုံးဖြတ်ချက်ပါ စစ်ကောင်စီကိုထိခိုက်စေမဲ့ကိစ္စတော့လုံးဝမပါပါဘူးဒီထက်မှာနောက်ပြီးအမေရိကန်ဘက်ကလုပ်တယ်ဆိုတာလေထောက်နှမ်းရေးတွေနဲ့လုပ်ပေးမဲ့ဒါဥပဒေပိုင်းကလုံးမဲ့ကိစ္စသာဖြစ်ပါတယ်မြန်သောဖြစ်ဥပဒေပိုင်းကတခုတော့ရှိတယ်မြန်မာနိုင်ငံအနာပိုင်းတွေတဲကဘလောက်အစင်းမြင်တဲ့ဘက်ပုတ်ကိုဘက်ထိပါဝင်ပတ်သက်နေသလဲအကျုံးဝင်နေသလဲအဲ့လိုဆိုတော့သူတို့တူးချင်းပေါ့လေ individually through တဲ့ထိခိုက်စရာတော့ရှိနိုင်တယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုတစုံတရာပြောင်းလဲ လာနိုင်တဲ့အခြေအနေထိတော့ရှိလိမ့်မယ်လို့ကျွန်တော်မမြင်လို့မှာပဲကြပြန်ကြစားတော့ဟုတ်ကဲ့ဆရာဦးကျော်စံလာကျေးဇူးပါကျွန်တော်အလို့ဆရာအလို့ပြောတော့ကျွန်တော်တော့ဘောက်သွားသတိဆရာအလို့ပြောတော့ဘောက်သွားသတိရလဲဆိုတော့ဟိုအီရတ်ကိုဆရာမှုစင်ကိုဂျော့ချ်ဘုရှ်ကနေတတ်တိုက်တဲ့ခါမှာဒီကျွန်တော်တို့အမဲဂျုံးတစ်ခုဖြစ်ခဲ့ဘူးလေအဲအဲ့ဒါကိုဦးကွယ်လွန်ခဲ့ပြီဖြစ်တဲ့မြန်မာအရေးကျွမ်းကျင်တဲ့ American scholar တယောက်ကနေပြီးတော့ David Steinbeck ဖြစ်ပါလိမ့်မယ်။သူကနေပြီးတော့ရေးခဲ့ဘူးတယ်။အီရတ်ကိုဘုံသွားခြင်းငါတို့တိုင်းပြည်လည်းခဏလောက်ဝင်နေဘုံကျဲသွားပါအောင်ဆိုတာမျိုးပေါ့လား။2001 2001မှာပြောခဲ့ဘူးတဲ့စကားတခုသွားတတိယလို့ပါ။ဆိုတော့မြန်မာလူမျိုးတွေကတော့မြန်မာ position ကတော့ဒီကိစ္စနဲ့ပတ်သက်လိုက် over estimation ပေါ့နော်။ပိုတွေးတာကြိုတွေးတာတွေကျွန်တော်တို့တွတ်တွေးရတာပေါ့နော်။ဆိုတော့ဆရာဆိုတော့အဲ့တော့ဂျာပြန်ကိစ္စကတော့အဓိကမဟုတ်ပါဘူး။ဒီနေ့ဆွေးနွေးနေတာကတော့ ကြားဖြန့်ရွေးကောက်ပွဲကိုဆွေးနွေးကြတာပါဆရာဆက်ပြောပါအောင်အဲ့တော့မပြောခင်မှာတခုတော့ပြောမယ်တော့ဆရာကိုတခုတော့မေးမယ်ဆရာကကာကွယ်ရေးအမြင်ရှိရလားဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်မှုကြီးမရောက်လန်ကာကွယ်ရေးအမြင်ရှိတဲ့သူပဲမေးထည့်ခိုင်းတာဆိုတော့ကာကွယ်ရေးအမြင်ရှိတဲ့သူတွေပဲမေးထည့်ရမယ်တဲ့အမဒါနိုင်ငံကိုအုပ်ချုပ်မယ်ဆိုရက်လူကတော့ဘယ်ဆုံးအမြင်ရှိရကောက်တာပေါ့လေတိုင်းပြည်ကပဲလို့လည်းဒီမှာဆိုရင်သမနာ နိုင်ငံတော်ရဲ့ဒါ chief of staff ပဲနိုင်ငံတော်ကဝေးဦးရုပ်ဖြစ်နေတောင်းယူရတာပဲဆိုတော့ကောင်းပါတယ်တကယ်တော့အဲ့လိုအမြင်ရှိရတာဟုတ်ဒါပေမဲ့အမ်ထားဝါရော်လေးအဲ့ဒါကတော့သူတို့ရဲ့အတွက်ကတော့စစ်တကအုပ်ချုပ်နေတဲ့အချိန်ပြီမှာဆိုတော့ပူလို့အပ်တာပေါ့နောက်တစ်ခုကဇယိုက်ချင်းမတူတာခုပထမဆုံးပြောမယ်ဆိုတော့မြန်မာနိုင်ငံမှာလှုပ်လာတဲ့ရစ်ကောက်ပွဲဒီမိုကရေစီဘာညာဖြစ်လာမယ်ဆိုတော့မှသူတို့ဒီမိုကရေစီဖြစ်ဖို့တော့ထားလိုက်ပါလိမ့် ကွန်စတီကျူရှင်းအရလုပ်တဲ့ဘာညာပဲနော်ကွန်စတီကျူရှင်းနယ်ဒစ်ကတာရှစ်ဆိုတာလည်းရှိတယ်။ကမ္ဘာမှာအများကြီးပဲကွန်စတီကျူရှင်းကိုအခြေခံပြီးတော့လုပ်တဲ့လက်တင်အမေရိကန်နိုင်ငံတွေမှာဆိုအများကြီးရှိတယ်။ဒီပရစီစီမင်းခံအနာရှင်စတလို့ပြောမှာပေါ့ဗျာ။ဟုတ်။အဲ့ဒီညဗမာပြည်မှာဖြစ်လာနိုင်တဲ့ရီကောက်ပွဲပြီးတော့ဖြစ်လာနိုင်တဲ့အခြေအနေအခုလည်းပဲအဲ့လိုပဲဖြစ်ပုံကအကြောင်းပြပြီးသူတို့လုပ်နေတာဆိုတော့အဲ့ဒီဟာတက်ဘယ်လိုမှပုံမလာနိုင်ဘူး။အဲ့ဒီမှာတခါဖြစ်ပုံကအငင်းပွားစရာရှိသေးတယ်။ ဒီ2000 2000လို့ပြောရင်နာဂစ်ဖွဲ့စည်းပုံတကယ်တော့ဒီဟာကဒီသူတွေဒုက္ခပဲရောက်နေခါအတင်းလုပြီးတော့သူတို့အတီးပြူပြီးသူတို့သူတို့လုံသွားတဲ့ဟာဖြစ်တယ်ဟာလူတို့အပြေအဝါထောက်ခံတယ်လို့သူတို့စီးရင်ထဲမှာသာဗျ90နဲ့ဗန်200ခိုင်နှုန်းဆိုတာရှိတယ်တကယ်တမ်းအဲ့ဒီဟာလည်းပဲ reliable ဟာမဟုတ်ဘူး statistic မဟုတ်ဘူးတကယ်တော့အလုံးစီးတဲ့အတိုင်းပဲအဲ့ဒီကနေဆိုတော့အဲ့ဒီဟာနဲ့လှုပ်ထားတဲ့စနစ်အဲ့ဒီစနစ်နဲ့ထပ်ပြီးလှုပ်တဲ့ရွေးကောက်ပွဲမှာလည်းပဲကောင်းဆိုပြောလို့အကန့်အသတ်တွေ ဒီအတိုက်ခံကို လုံးဝဖယ်ထားတဲ့သူကလည်းနောက်ပြီးတစ်ဖက်တကြီးလုံးမရွေးကောက်ပွဲဆိုတော့ဘယ်လိုမှဒါဒီမိုကရေစီဆန်တဲ့ရွေးကောက်ပွဲတော့ဖြစ်မလာနိုင်ဘူးပြည်သူလူထုကလည်းဒါကိုစိတ်ဝင်စားပြီးမဲ့သူတို့ရဲ့ခံစားနေရတဲ့ဒုက္ခတွေကအနေချင်းဆက်သွယ်ရမလားဆိုတော့တော့ပဲအများဆုံးမျှော်လင့်ကြတယ်လို့ကျွန်တော်ကတော့နားလည်ပါတယ်ဆိုတော့ဒီရွေးကောက်ခံမဲ့လူတွေကလည်းပဲသူတို့လည်းရှိတယ်ဒီဟာလည်းပဲသိပ်ပြအတူမရှိတဲ့ ဒီအစမန်နဲ့ရေကောက်ပွဲမဟုတ်ဘူးဆိုသူတို့လည်းစီတယ်သူတို့ရဲ့နိုင်ငံရေးသမားတွေပဲသို့သော်လည်းသူတို့မှာတခြားနိလမ်းမရှိဘူးသူတို့ရဲ့နိုင်ငံရေးကရိယာအတွက်သူတို့လည်းဒါပဲလုပ်စရာရှိရဲဆိုတဲ့သဘောပြနေသူတို့ကညံ့လို့တူပါတယ်တချို့လေးလေးပဲသူတို့အခွင့်အရေးပါ냐ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာလူတိုင်းကတော့ပြောလို့မရပါဘူးအဲ့ဒါကတော့စစ်တပ်အတွက်ကတော့သူရဲ့ထွက်ပေါက်ပါဒီဟာပြည်သူကိုထွက်နိုင်စီချင်တာထက်သူတို့ထွက်ပေါက် ူတို့မှဒီဟာမှမလုပ်ရင်သူတို့ဆက်လက်ရက်ဒီရေးဟာသိပြီးတော့အခက်အခဲတွေ့မယ်ထွက်ပေါက်ပိတ်ပြီးပေါ့သူတို့အဲ့ဒီဘောမျိုးဖြစ်မှတင်တယ်ဟုတ်ကဲ့ကျေးဇူးပါဆရာ trap out လာထောင်ကြောက်လာဆိုပြီးတော့လေ social media မှာရေးကြတယ်စောင်းပါတယ်ရေးကြတယ်ဆိုတော့2008ဖွဲ့စည်းပုံပြီးတော့ချမ်းဖို့ပါတီကြက်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဒါနောက်ဆုံးအနာပြန်ရမယ်လမ်းစဉ်လို့လည်းအားလုံးကတွက်ကြတာပေါ့။ဒါကြောင့်လည်းအောက်ကန်ဒီရလက်ကထွက်ပြီးသားဖြစ်တယ်လို့ပြောကြပါလေ။အဲ့တော့ကျွန်တော်တို့စာဖတ်သူကြီးကြောင့်လည်းပြောကြအောင်ဆရာစာဖတ်သူကြီးကြောင့်ဆိုလည်းဥကျောတန်းကအများကြီးသိပါတယ်။ဆိုတော့သူကဟိုမြန်မာစစ်တပ်ရဲ့ standard အရာပြောမှကြမယ်ဆိုရင်တော့သူကမဟာဗျူဟာမှာကြားွက်ရွှေ့တဲ့နေရာမှာအတော်ဆုံးလို့မြန်မာစစ်တပ်ထဲမှာအမှတ်ရတဲ့တိကျဖြစ်ပါတယ် USDA ကနဲ့ USDB ဆိုတော့သူရွှေ့ခဲ့တယ်2008ဖွဲ့စည်းပုံဆိုတော့သူဖွဲ့စည်းခဲ့တယ်ဆွဲခဲ့တယ်အဲ့ကာလတွေမှာ NLD ပါတီကသူထိန်းချုပ်ခဲ့တာတွေထိန်းခဲ့တာတွေဒေါ်မဆန်းစုကြည်နဲ့နိုင်ငံတကာကိုသူကင်တွယ်ခဲ့တဲ့ပုံစံတွေကအတော်မဟာဗျူဟာမြောက်တယ်လို့မြန်မာနိုင်ငံရေးအတိုင်းအဝန်းမှာရော DSA ဒေါ်စင်ရေးအစင်းအတိုင်းအဝန်းမှာရောအတော်ချီးကျူးထောက်ပံ့ပြုခဲ့ကြတာတွေ့ရပါတယ်ဒါပေမဲ့2020မှာလည်းသူဖဲတဲ့ သူ2020မှာလည်းသူချိုးတဲ့ဖဲတိုင်းသူနိုင်ခဲ့တယ်ပေါ့နော်။ကြံ့ကြံ့ဖုံမျိုးပဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါဒရိုက်တာကြီးကဒါရိုက်တာကြီးကသူပြောတဲ့ script တွေအကုန်လုံးသူဇညွန့်နေပေါ့ဆရာ။ဇညွန့်နေကုန်လုံးဖြစ်ခဲ့တာလေကျွန်တော်တို့တွေ့ရတယ်။သကောင်ရန်အာနာသိန်းတို့ကိစ္စတို့ဥသိန်းစိန်ကိုသူတင်ခဲ့တယ်။နိုင်ငံတကာဥသိန်းစိန်ဝိုင်းဝန်းချုံမွန်ခဲ့ကြတယ်။2010ကလည်းတကယ်တော့ Rick election sham election ဆိုပြီးတော့နိုင်ငံတကာကပြောခဲ့တာ American ကပြောခဲ့တာ အဲ့ဒီ American ကပဲမြန်မာပြည်ကို Obama ကိုတည်းကနှခေါက်တိတိသွားပြီးတော့လျှောက်ခဲ့တာသွားပြီးတော့လေပတ်ခဲ့တာကိုကျွန်တော်တွေ့ကြတာ Legitimacy အပြည့်ပေးခဲ့တာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဒါပေမဲ့ခုနပြောတဲ့ script ဇညုံပြောင်းတဲ့အခါမှာ2015မှာဒေါ်ဆန်းစုကြည်တို့ NLD ပါတီတောင်ပြိုကမ်းပြိုနိုင်တယ်2020မှာလည်း NLD ပါတီပဲမားခင်မှာကလူတို့ကခောက်ထက်ပြီးတော့ပဲ NLD ပါတီကိုတောင်ပြိုကမ်းပြိုထက်ပြီးတော့မဲပေးတာကျွန်တော်တို့တွေ့ခဲ့ရတယ် ဆိုတော့ရှစ်တက်ကလောက်တဲ့ရွေးကောက်ပဲဘယ်သူပဲလောက်တဲ့ရွေးကောက်ပဲဖြစ်ဖြစ်ဒါ gamble တစ်ခုပဲလူသူရဲ့ participation ပါဝင်မှု အရင်အရေးကြီးတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဆရာဆရာဦးကျော်သန္တာ2025 2026ရဲ့ the post election scenario ကိုဘလို့မြင်တယ်လဲလူလူပါဝင်မှုဆိုတာမှာရွေးကောက်ပွဲကျင်းပနိုင်တဲ့နေမြေဘလောက်ရှိတယ်လဲ အဲ့ဒါလည်းပဲသိပြီးတော့စဉ်းစားစရာဖြစ်ပါတယ်ဟုတ်ကဲ့ချို့မတင်းကြတဲ့ဒေသတွေမှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေအများကြီးရမလားအတိကကျွန်တော်ရဲ့မိတ်ဆွေကြီးဒေါက်တာတင်မောင်သန်းတက်ပြရမလားဘလောက်ဘလောက်ပါစင်တာဖြစ်တယ်ဆိုတာတော်တော်ကိုသူကတော့စဉ်းစားရတဲ့တကွာအတိကလောက်တဲ့လူဆိုသူစီမံပို့ပြီးတော့စတိစိတ်ရှိပါလိမ့်မယ်ဆိုတော့အဲ့ဒါကိုနားထောင်ကြည့်ကြရတာသိပြီးတော့လူထုပိုင်မှုအင်မတန်နည်းတဲ့ရွေးကောက်ပွဲဆိုတာသိကြပါရကောင်းသော ဒါမဲ့လူတို့ကအဓိကဖြစ်နေဆင်းရဲဒုက္ခပေါ့လေဒီဒုက္ခတွေကလည်းဆက်စားရလိမ့်မလားဘာပဲပြောပြောဒီရွေးကောက်ပွဲကတရားမျှတပါရဲဘာညာလုကျင်တဲ့အတွက်ကြောင့်ဒီကိစ္စမှာဆက်စားခွင့်တွေလောလောဆယ်မှာသူကမချစ်တော့လဲအောင်ကနမ်းပြီးတော့ပေါ်နေတာပေးကောင်းပေးရလိမ့်မလားနော်ဘုံကျဲတာတွေကြေးလက်ဒီတိုင်းမှာပြည်သူတွေဒုက္ခခံရတာတွေလူခွေချူပေါက်ခံရမှုတွေဆက်စားလိမ့်မလားဆိုပြီးတော့သူကအဲ့ဒါပဲ နည်းနည်းမျောလင်းကြရလို့တူပါတယ်အဲ့ဒီဟာပဲသူတို့မျောလင်းချက်ထားထားပါလိမ့်မယ်ဒါပြေသွားတယ်ဒီမိုကရေစီတို့လွတ်လပ်မှုတို့တော့သူလည်းပဲဘယ်လိုမှမျောလင်းမှာမဟုတ်ပါဘူးမျောလင်းလို့ရနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ခုနပြောတဲ့ဒုက္ခကတော့နေသက်သက်အောင်သက်သက်နိုင်ကြပေါ့ဗျာဒါပေမဲ့ဖြက်မေးချင်တာဒါဆိုရင်မြန်မာပြည်တွင်မဟုတ်ပဲနိုင်ငံတကာမှာရောအင်းကြီးနိုင်ငံတွေမှာရောအမေရိကန်မှာရောပြည်သူပေါ်မှာစေရနာရှိတဲ့တာဝန်ယူမှုရှိတဲ့ အစိုးရအစိုးရဆိုတော့ပြည်သူ service pay ရတာဖြစ်ပါတယ် service pay ရတဲ့ company တခုပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုး government အစိုးရတခုပေါ်လာနိုင်မယ်လို့ရောဥကျန်တာတင်လားပြင်မထင်ပါဘူးဒီမနက်ကမှပြည်သူအပြေးဝ service pay နိုင်တဲ့ဆူရာခက်ရှာရှာရဲ့ အများကြီးဆက်ဆက်ပွားဖြစ်ပါတယ်။နောက်ပြီးတော့ဒါပေမဲ့သူတို့ကအမေရိကန်ကိုကျွန်တော်ခုပြောချင်တယ်ဒီညမှာအမေရိကန်မြန်မာနိုင်ငံကဒီမှာလာနေတဲ့ TPS နဲ့အကောက်ပေးထားတဲ့ဟိုသူရုပ်သိမ်းလိုက်တယ်ပြန်ပြီးတော့အဲရုပ်သိမ်းတဲ့အခါမှာသူတို့ကြီးညာကြားထမ်းမှာဘာပါလဲဆိုရွေးကောက်ပွဲကိုအပိဒါရွေးကောက်ပွဲဟာတခါလေကောက်မွန်တဲ့အထူးစနစ်ဖြစ်လာနိုင်တယ်ဆိုပြီးတော့အမေရိကန်တွေကအဲ့ဟာပါထက်ပြီးရေးထားစိတ်ကြီးကြောက်နေရေကောက်ပွဲရလာဟာအလားလားစိတ်ကောင်းတယ်ဆိုပြီးတော့သူကပြောထားတယ် ဆိုပူပူပြီးခက်နေတာသူတို့ပြည်သူတွေကြတော့မြန်မာနိုင်ငံအစိုးရလိုလိုကောင်းမွန်လာလိမ့်မယ်ရွေးကောက်ပွဲတွေအခုဆက်ဆံနေပြီးအခြေအနေတော့အခုတော့မှအခြေအနေကောင်းနေပြီပြန်ကြတော့ဆိုပြီးတော့ပြောတယ်ဒါပေမဲ့အမေရိကန်ပြည်သူတွေကြတော့မြန်မာနိုင်ငံခီးသွားတော့ခင်ပိတ်ထားတယ်မသွားကြနဲ့လုံလုံရင်းမရှိဘူးဆိုတော့ဒီလူက devastating that boy ဒါမြန်မာပြည်သူမျိုးသွားရခံကြနာရုပ်ကြီးတွေမင်းတို့မသွားတဲ့ဟိုမှာကျတော့လူခွေချူဖောက်နေတဲ့နေရာတကမလုံးဘူးဖြစ်နေဆိုတော့အဲ့ဒါကိုကြည့်ကြတဲ့အခါ သိတော့အိပ်ပဲမရှိဘူးတင်းဇွတ်ပြီးထောက်ခံဖို့လုပ်နေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့လေကျွန်တော်နှစ်ခုသွားတွေ့တယ် American ဝန်ကြီးဌာနတွေချင်းချင်းထဲမှာသူတို့ထဲမှာ coordination မရှိဘူးဆိုတာတစ်ချက်ကနောက်တစ်ခုကတော့မြန်မာပြည်အတွက် lobby လုပ်နေတယ်ဆိုတဲ့အဖွဲ့တွေရဲ့ခြေလမ်းတွက်နေတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်အလိုပဲထင်တယ်ဆရာဘယ်လိုထင်လဲဖြစ်နိုင်ပါတယ် lobby ဟာ American နိုင်ငံရေးမှာသိပ်ပြီးတော့ရေးပါတယ်ဆို lobby ကနှမျိုးရှိတယ် ကဲ one sided lobby ပေါ့ဖက်တက်လုတ်တယ်ဆိုရင်တော့ပိုပြီးထရောက်တယ် lobby ဟာအခု democracy ဘက်ကလည်းလုတ်ကြတာပဲ democracy လိုလာတဲ့လူတွေဆက်ရနိုင်ဆန့်ကျင်တဲ့လူတွေလည်းပဲ lobby လုတ်တယ်အထူးသဖြင့် congress မှာသူတို့အများကြီးထုတ်ပေါက်တယ် congress ရဲ့အစီအခံကတင်ပြချက်တွေမြန်မာနိုင်ငံမှာဘယ်လိုအခြေအနေဆိုးနေရပြည်သူဘယ်လန့်ဒုက္ခရောက်နေစသဖြင့်အတိအကျပြောပြစိတ်အားတက်စရာကောင်းတဲ့လူများလက်သီးလက်မောင်းတန်းပြီးတော့ဒါမဲ့အစိုးရကတော့ခုနကအဲ့လိုပြောလိုက်တယ်ဆိုတော့ဒီ ဒီအစိုးရဘက်မှလည်းပဲ lobby လုပ်တဲ့လူတွေရှိနေပါတယ်ဆိုတော့အစိုးရဘက်က lobby လုပ်တဲ့လူတွေကအမေရိကန်ရဲ့သူတို့အကြိုက်ဖြစ်မှာပေါ့အစိုးရ Trump အစိုးရရဲ့အကြိုက်ဖြစ်နိုင်တယ်သူတို့အစိုးရကတော့မြန်မာနိုင်ငံကိုတရုတ်နဲ့အပေးယူမျှပြီးတော့မြန်မာကထွက်တဲ့အမြေရှား rare အတို့ဘာလို့လဲသူတို့အများကြီးဝယ်ကျင်တယ်ဆိုတော့မြန်မာနိုင်ငံအစိုးရကိုသူတို့နည်းနည်းညှဉ်းပန်းအောင်ထားပြီးတော့ပေါ့လေ တယုကထုတ်ပြစ်တယုကထုတ်ပြီးတော့မှတယုကတဆင့်ဝယ်မှသူတို့ကသူတို့ကမြန်မာပြည်ကတဆင့်တိုက်ရိုက်ဝယ်လို့မရဘူးဝယ်လို့ရရင်လည်းပဲဘယ်မှာအဲ့ဒါ process လုပ်မလဲအဲ့ဒီကြာသိအရေးကြီးတယ်အဲ့ဆိုတယုက process လုပ်တာကဘာပါလူအပ်တဲ့ကိုယ်စီအခဏသူတို့ကထုတ်တယ်အဲ့ကတဆင့်သူတို့ကဝယ်ကျင်တာဆိုတယုကပိတ်ထားတဲ့အတွက်လည်းပဲအမေရိကန်ချုံးမပြီးတော့ငါတို့ဝယ်ခွင့်ပြုရဆွေးလုပ်လိုက်တာမှလားအဲ့ဒီသူတို့ကုန်သွယ်ရေးတင်ချက်မှုကိုသူတို့ဆော့ပေးပြီးတော့ မြေရှာဝယ်လို့အောင်ရှော့ပေးလိုက်ခဲ့တာပဲဆိုတော့အခုလည်းပဲတကိစားကြောင့်မြန်မာနိုင်ငံအစိုးရကတော့ဆိုလို့ပြင်းပြင်းထန်ထန်အမေရိကန်ကပြဿနာပြင်းနိုင်တဲ့ခြေနေမရှိပါဘူးတရုတ်ရဲ့သဘောတိုင်းလိုက်ပြီးလုပ်မယ်လို့ပဲကျွန်တော်ထင်တယ်